ဟွီးချဲပေါ်ကလူလူငယ်လေး၃ယောက်ကော်မတီတစ်ခုတည်းကိုဝင်လာကြသည်ဧဇိုမင်းကလေးကသူတို့ကိုခေါ်သွားပြီးဧကန်းတနေရာတွင် ထိုင်ခိုင်းထားသည်ခဏလေးစောင့်ပါနော်အင်တာဗျူးစစ်ဆေးမဲ့ဘော့စ်ကခဏလေးအနားယူနေလိုပါတတ်မှတ်ထားတဲ့၁၀နာရီထိုးတာနဲ့ တယောက်ချင်းခေါ်တွေ့ပါလိမ့်မယ်ဟုပြောပြီးဧကျော်မျိုးသမီးကအခန်းထဲမှပြန်ထွက်သွားသည်ထိုချိန်တွင် လူကြီးတယောက်သည်ဝီချဲလေးကို တွန်းရင်းအခန်းထဲဝင်လာသည် သူက ကော်ဖီဆက်အနားသို့သွားကာကော်ဖီတစ်ခွက်ကိုဖော့ခွက်လေးထဲထည့်ပြီးတနေရာတွင်တောက်နေသည် လူငယ်လေး၃ယောက်က ထိုလူကြီးကို ကြည့်နေကြသည်၎င်းပါကွာ ော်ဖီလကားတောက်ရလို့ငါတောက်တာနေမှာပေါ့။အိုးမဲ့အိမ်မဲ့တွေကိုကုမ္ပဏီတဲဝင်ခွင့်ပြုတာတော့မကောင်းဘူးထင်တယ်။အေးနော်တခုခုပြောင်းရင်ဘယ်လိုလုပ်မလဲ။သူတို့ပြောနေသည်ကိုထိုလူကြီးကကြားသည်။သူကကော်ဖီခွက်ကို အပေးတက်မောလိုက်ပြီးခွက်ကို အမိုက်ချင်းထဲသို့ထည့်လိုက်သည်။ထို့နောက်လူငယ်၃ယောက်စီတို့သူ့ဝီချဲလေးကိုတွန်းလာပြီး မောင်ရင်တို့ကပူအချောင်းကိုပြောနေကြတာလားဟုဒဲတို့ပင်မေးလိုက်သည်သူတို့ထဲမှတစ်ယောက်ကဘာဖြစ်လဲဟု မကြေမနက်လေတန်နဲ့ပြန်မေးလိုက်သည်လူတစ်ယောက်ကြောင့်အတင်းပြောရဲဆိုတာလူကြီးလူကောင်းတွေအလုံးမဟုတ်ဘူးကွယ်ဘသူကခမရအတင်းပြောနေလို့လဲဦးလျက်ကော်ဖီလာတောက်တာမဟုတ်လားတောက်ပြီးအေးဆေးပြန်ပြကျွန်တော်တို့ဒီမှာအင်တာဗျူးလာဖြေတာဦးက ိမ်မက်ရမယ်ကလေးကချေတယောက်မဟုတ်ပါဘူးကွာဘုလေးကကလေးကချေမဟုတ်ပေမဲ့လောကအတွက်တော့ဝင်ထုတ်ဝင်ပိုးကြီးပဲဗျဘာဖြစ်လို့ငါ့ကိုဝင်ထုတ်ဝင်ပိုးကြီးလို့ပြောရတလေကွယ်ဝီချင်းနေနေရတဲ့သူတယောက်ကဘာများလုံနိုင်လို့လဲဥလေးမမိသားစုရှိမိသားစုအတွက်ဝင်ထုတ်ဝင်ပိုးကြီးပဲမဟုတ်လားငါတို့တော့အတွေးခေါ်ရင်မှားနေပြီဦးကငငယ်တဲက ခြေနှချောင်းမတန်လို့ဝီးချဲနဲ့သွာလာနေရတာဒါနဲ့မေးစမ်းပြရစီအောင်မောင်ရင်တို့ခြေတွေလက်တွေအကောင်းတိုင်းရှိနေတဲ့သူတွေကရောဘာရီများဆွမ်းဆောင်နိုင်ခဲ့ပြီလေကွယ်ပထမတစ်ယောက်ကကျွန်တော်ကမချမ်းသာဘူးဗျပတ်စံမချမ်းသာတာကိုပြောတာတယောက်ထဲသမားပဲပတ်စံရောအလုပ်ပါမရှိသေးလို့အိမ်အောင်မပြုတ်သေးဘူးဒါပေမဲ့ကျွန်တော်အထင်မသေးနဲ့နော်ကျွန်တော်က ဘွဲရပြီးစီးပွားရေးဘွဲဗျအခုဒီကုမ္ပဏီမှာအလုပ်လာလျှောက်တာလောက်ရရင်တော့ဟန်ကြပြီပေါ့ဗျာဒုတိယတယောက်ကကျွန်တော်လဲဘွဲရပြီးပြီးစင်းငိုင်လက်မှတ်လဲရပြီးသားမကြခင်ဒီကုမ္ပဏီကြီးမှာအလုပ်ရရင်ဝန်ထမ်းဖြစ်တော့မှာဘာဖြစ်ဖြစ်လေကျွန်တော်ကကျွန်တော်မိသားစုအတွက်ဝင်ထုတ်ဝင်ပိုးကြီးတခုတော့မဖြစ်ခဲ့ပါဘူးတတိယတယောက်ကကျွန်တော်လဲငငယ်လေးကလေးက ကိုအားကိုကိုကိုဒူးကိုချုံမီမိဘတွေကိုရှာကြွေးခဲ့တာဗျကြောင်လဲကုပ်ဆန်နဲ့ကိုတက်ခဲ့တာဘွဲရတဲ့အထိပဲစီမံခန့်ခွဲမှုဆိုင်ရာဘွဲတစ်ခုရပြီပြီလေဒါကြောင့်အခုဒီကုမ္ပဏီမှာအလုပ်လာလျှောက်တာပေါ့ကျွန်တော်လဲကျွန်တော်မိသားစုအတွက်ဝင်ထုတ်ဝင်ပိုးကြီးတစ်ခုတော့မဟုတ်ခဲ့ဘူးပေါ့ဗျာသူတို့တောင်းရပြောဒီကိုဝီးချဲပေါ်မှာလူကြီးကစိတ်ဝင်စားစွာဖြင့်နားထောင်နေသည်ပြီးမှ ကိုကိုကိုမိတ်ဆက်ပေးပါရစေ။ဦးကဒီကုမ္ပဏီပိုင်ရှင်ပေါ့ကွယ်။မောင်ရင်တို့ကိုမကြခင်အင်တာဗျူးရမယ်သူပေါ့။မင်းတို့ပြောနေတဲ့ဝင်ထုတ်ဝင်ပိုးကြီးလိုလူဟာဒီကုမ္ပဏီကြီးကိုထူထောင်ခဲ့တယ်သူပေါ့။မင်းတို့သိထားဖို့ကတန်ဆွမ်းသူဖြစ်စေမတန်ဆွမ်းသူဖြစ်စေအထင်သေးစိတ်နဲ့မဆက်ဆံရဘူးကွ။လူတိုင်းမှာသူ့ကိုယ်ပိုင်အစွမ်းတစ်ခုစီရှိတယ်ဆိုတာ နားလေထားစီခြင်းလေဒီအတိုင်းပဲစွမ်းဆောင်နိုင်မှုဆိုတာသားယောင်နဲ့လည်းမဆိုင်ဘူးဘာသာကိုးကွယ်မှုနဲ့လည်းမဆိုင်ဘူးလူမျိုးနဲ့လည်းမဆိုင်ဘူးပခုံးနှစ်ဖက်ကြားမှာခေါင်းပေါက်ပြီးတော့လူဖြစ်နေပြီးအသိဉာဏ်ပညာရှိတဲ့လူတိုင်းဟာကိုယ်လက်ခံထားရတဲ့ဘဝအနေအထားတစ်ခုကိုဘာဖြစ်ဖြစ်စ조사ပြီးတိစောက်နိုင်ကြတဲ့သူတွေကြီးပဲကွဒါကြောင့်လူတိုင်းကိုအထင်မသေးပါနဲ့တစ်ဖက်သက်အမြင်နဲ့ မဆုံးဖြတ်ကြနဲ့ပေါ့ကွာထိုလူကြီးကသူ့ဝီချဲလေးကိုတွန်းပြီး အခန်းတစ်ခုထဲကိုဝင်သွားသည်အင်တာဗျူးလာဖြစ်သည့်လူငယ်၃ယောက်ပါဇက်အဟောင်းသားနှင့်ကြံခဲ့ကြသည်ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook YouTube, Spotify, Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်။အခုလိုအဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ယင်အေးရ Podcast ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကို အရင်ခံတဲ့နေစဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။